မြန်မာနေဝီခရိုနီကယ်နိုဝင်ဘာ25မြင်ကွင်စစ်ရေးနိုင်ငံရေးနဲ့ရှုပ်ထွေးလာတဲ့ကြားဖြတ်နှိမ်နင်းရေးထိုင်းမြန်မာနယ်စပ်ကကြားဖြတ်ငွေလိမ်ကိုင်းပြဿနာကဒေတာတွင်နိုင်ငံတွေနဲ့နိုင်ငံတကာကိုဒုက္ခပေးနေတဲ့နယ်စပ်ဖြတ်ကျော်ရာဇဝမှုလုပ်ငန်းတက်တန်းရှိကြတဲ့ပြည်တွင်းစစ်ကမွေးထုတ်လိုက်တဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလို့ရေပုံရအားဖြင့်သတ်မှတ်နိုင်ပါသည် နိုင်ငံ내နမိတ်တွေကိုဖြတ်ကျော်ပြီးတော့ငွေကြီးလိမ်လည်တဲ့ရာဇဝမှုလုပ်ငန်းတွေကိုဥစည်းဥဆောင်လုပ်သူတွေကတရုတ်နိုင်ငံသားတွေဖြစ်ကြပြီးဒေတာရင်းနိုင်ငံတွေမှာတရားဥပဒေစိုးမှုမှုအားနည်းတဲ့နိုင်ငံလေးဖြစ်ပြီးတော့ဒီလုပ်ငန်းမျိုးကိုလက်နက်နဲ့သို့မဟုတ်အာဏာနဲ့အကာအကွယ်ပေးမဲ့အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကိုရှာဖွေအခြေစိုက်ကငွေလိမ်လုပ်ငန်းကိုလုပ်ကင်ကြတာပါအရှိတောင်အာရှမှာမြန်မာနိုင်ငံကမ်ဘောဒီးယားတို့ကဒီလုပ်ငန်းအခြေစိုက်ဖို့အတွက် ရေကန်မြေကန်ကောင်းတဲ့နိုင်ငံတွေဖြစ်လာပြီးတော့ကမ်ဘောဒီးယားကကန်ဂျေမြို့တီယာနုဘီမြို့မြန်မာနိုင်ငံတရုတ်နယ်ဆက်ရှမ်းပြည်နယ်မြောက်ပိုင်းထိုင်းမြန်မာနယ်ဆက်ကရင်ပြည်နယ်တို့ကနိုင်ငံဖြတ်ကျော်ငွေလိမ်ကိုင်းတွေအခြေစိုက်တဲ့နေရာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ကမ်ဘောဒီးယားနိုင်ငံမှာတော့ပြည်တွင်းစစ်ဖြစ်ပွားနေတာမရှိပေမယ့်အစိုးရကိုယ်နိုင်ကလက်စားပြီးတော့အကာအကွယ်ပေးထားတာမျိုးဖြစ်ပြီးမြန်မာနိုင်ငံမှာတော့ပြည်တွင်းစစ်ဖြစ်နေတဲ့အခြေအနေ လက်နက်ကင်တပ်ဖွဲ့တွေပြည်သူစစ်လူနိုင်ငံရေးရည်မှန်းချက်မရှိတဲ့လက်နက်ကင်အဖွဲ့တွေကလက်နက်ကင်တပ်ဖွဲ့ရန်ပုံငွေအတွက်ဒီလုပ်ငန်းတွေကိုအကောက်အွယ်ပေးပြီးတော့သတင်းမီဒီယာတွေစုံစမ်းဖော်ထုတ်သူတွေဝင်မလာနိုင်အောင်တားမြစ်ပိတ်ပင်ထားပြီးကာစီနိုလောင်းကစားလုပ်ငန်းဆိုတဲ့မျက်နှာဖုံးနဲ့ငွေလိမ်ရာဇဝမှုလုပ်ငန်းတွေလောက်ကင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါတွေကကြားပြန့်ရာစုလုပ်ငန်းတွေဘာကြောင့်ဒီနိုင်ငံဒီဒေသတွေမှာရောက်လာရသလဲဆိုတဲ့ရေကန်မြေကန်အခြေအနေတွေဖြစ်ပါတယ်။အခုတော့ဒီလိမ့်လေမှုတွေမှာနေနာသူတွေရှိနေတဲ့နိုင်ငံကြီးတွေကျူးလွန်သူရောကျူးလွန်ခံရသူပါရှိတဲ့တရုတ်နိုင်ငံလိုနိုင်ငံအနေနဲ့သူ့နိုင်ငံသားတွေကိုကာကွယ်တယ်လို့သူ့နိုင်ငံကုန်တရင်ကိုပါထိခိုက်စေတာကြောင့်နှိမ်နင်းဖို့တက်ဆိုင်ရာနိုင်ငံတွေအစိုးရတွေကိုဖိအားပေးလာကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေရှင်းတန်ကြီးထွားနိုင်ဖို့ဖြတ်တန်းရာအင်တာနက်လျက်စင်ပြီးစတဲ့လိုအပ်ချက်တွေဝန်ဆောင်မှုပေးနေတဲ့ထိုင်းနိုင်ငံလိုနိုင်ငံမျိုးကိုပါနှိမ်နင်းမှုမှာပူပေါင်းဆောင်ရွက်ဖို့နိုင်ငံကြီးတွေကဖိအားပေးလာကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ကြားဖြတ်ရာဇဝတ်ဂိုင်းတွေရှင်းတန်ကြီးထွားမှုအချိန်အကောင်းဆုံးအချိန်ကာလက မြန်မာနိုင်ငံတွင်လက်နက်ကင်ပဋိပက္ခတွေပြင်းထန်နေတဲ့ကာလလည်းဖြစ်နေပါတယ်။ဒီဟာကတိုက်ဆိုင်မှုဆိုတာထက်လက်နက်ကင်ပဋိပက္ခတွေအတွက်ငွေကြီးလိုအပ်ချက်ကြောင့်လည်းကြားဖြန့်လုပ်ငန်းကိုအကာအကွယ်ပေးဖို့အတွက်ပို့ပြီးတော့မှီခိုလာရတဲ့သဘောလို့ဆိုနိုင်ပါတယ်။ထို့ပေမဲ့၁၀၂၀ခုဆက်စင်ရေးမှာရှမ်းမြောက်ဒေသမှာလှုပ်ရှားတဲ့တိုင်းဒေသလက်နက်ကင်၃ဖွဲ့ကကြားဖြန့်နှိမ်နင်းရေးနဲ့အာဏာသိမ်းစစ်တပ်ရဲ့နေမျိုးတွေကိုသိမ်းယူရေးစစ်ရေးရည်မှန်းချက်နှစ်ခုကိုတွဲဆက်ပြီးတော့တရုတ်နိုင်ငံရဲ့အားပေးထောက်ခံမှုရအောင် လှုပ်ဆောင်ခဲ့တာတွေ့ရပြီးရမ်းမြောက်ဒေသဟာနေမီထိန်းချုပ်မှုအပြောင်းအလဲကြီးမားစွာဖြစ်ပေါ်ပြီးတော့ကြားဖြတ်လုပ်ငန်းတွေလည်းရမ်းမြောက်မှာတည်တည်တသာရောကျသွားခဲ့တာဖြစ်ပါသည်။အရင်နောက်မှာတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်နဲ့မွန်ပြည်နယ်ဖျားသုံးစုမြို့နယ်တို့ကကြားဖြတ်လုပ်ငန်းတွေရဲ့အကြီးကလဲပက်ရာဖြစ်လာခဲ့ပါသည်။ နေဆက်ဒေတာတွေမှာအထက်မြင့်အဆောက်အုံတွေအများအပြားနဲ့မြို့ကြီးတွေတပ်ဖွဲ့စားတောက်ဆိုင် KTV တို့လိုဝန်ဆောင်မှုလုပ်ငန်းအဆောက်အုံတွေနဲ့စီကားနေကြတဲ့ရာဇဝမှုလုပ်ငန်းတွေကယခုနှစ်ဆန်းအထိအနှောက်အယှက်မရှိလဲပတ်နေခဲ့ကြတာဖြစ်ပါတယ်။ယခုနှစ်ဆန်းပိုင်းတရုတ်နိုင်ငံသားတရုတ်ဆောင်တအူဖျားယောင်းခေါ်ဆောင်ခံရပြီးတော့ကြားဖြန့်လုပ်ငန်းမှာနှိပ်ဆက်စီခိုင်းခံရတဲ့အဖြစ်အပျက်ကဒိုင်းမြန်မာနယ်စပ်ကကြားဖြန့်ရာဇဝဂိုင်းတွေစီအာယုံဆိုင်မှုရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကကြားပြန်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ဒီလုပ်ငန်းမှာတားကောင် ဖြစ်သူတွေဖြတ်တန်းဝင်ရောက်ရာလမ်းကြောင်းလေးဖြစ်ပြီးတော့အင်တာနက်လျှင်စစ်မီစတဲ့အထောက်အကူဝန်ဆောင်မှုတွေရယူရာထိုင်းနိုင်ငံကိုအဓိကဖိအားပေးခဲ့တာတွေ့ရမှာဖြစ်ပါတယ်မြန်မာစစ်တပ်အနေနဲ့ BGF DKBA တို့က၎င်းရဲ့ထိန်းချုပ်မှုအာဏာအောက်မှာမရှိတဲ့အဖွဲ့အစည်းတွေဖြစ်တာကြောင့်ကံအားလျော်စွာကြီးမားတဲ့ဖိအားမတက်ရောက်ခဲ့ပါဘူးကြားပြန်လုပ်ငန်းကိုအကာအကွယ်ပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာဖိအားထိုင်းနိုင်ငံဖိအားတွေကိုတုံ့ပြန်တဲ့အနေနဲ့အတိုင်းအတာတစ်ခုထိနှိမ်နှင်းပြပြီးတဲ့နောက်ပြန်လည်လည်ပတ်နေတာအခုလပိုင်းအထိဖြစ်ပါရည်လနကိုင်းအဖွဲ့တွေအနေနဲ့ဒီကြားပြလုပ်ငန်းတွေကိုအကာအကွယ်ပေးရကရတဲ့ဝင်ငွေကမမောလောက်တဲ့ပမာဏဖြစ်ပါရည်။မွေရီစည်းဝါကုန်ကူးမှုတယံစာတတူးဖော်မှုနဲ့နေဆက်ကုန်သွယ်ရေးကိုအကောက်အောက်ခံတာမျိုးတွေနဲ့နှိုင်းရှင်လို့မရတဲ့ပမာဏရရှိတာကြောင့်လေဒီလုပ်ငန်းတွေကိုအားလုံးဖယ်ရှားဖို့ရည်ရွယ်ချက်မရှိကြတာထင်ရှားပါရည်။ စစ်စင်ကြီးလှုပ်ချိန်မှာအတိုင်းတာတစ်ခုထိဖန်းစည်းတာလွှဲပြောင်းတာတွေလှုပ်ပြပြီးတဲ့နောက်အခြေအနေငြိမ်သွားရင်အရင်နေရာတွေမှာသို့မဟုတ်နေရာပြောင်းပြီးတော့ပြန်လည်လည်ပတ်ဖို့အကာအကွယ်ပေးထားကြတာတွေ့ရပါလိမ့်မယ်။ဒါပေမဲ့အခုတစ်ချိန်ကြာဖြတ်နေနေရေးမှာယမနစ်ကစပြီးတော့ BGF နဲ့ဆက်ဆံရေးခက်တန်းတန်းဖြစ်သွားတဲ့အာနာသိန်းစစ်တပ် KNU တို့ပါပါဝင်လာတာတွေ့နေရပါတယ်။လွန်ခဲ့တဲ့6နှစ်ကျော်9နှစ်ဝန်းကျင်ကာလတွေအတွင်း ကြားပြန်လုပ်ငန်းတွေကို BGF ဘယ်လိုအကောက်အွယ်ပေးခဲ့တယ်လဲငွေကြေးဘယ်လိုပဲပုံရနေခဲ့တယ်လဲဆိုတာစစ်တပ်ခေါင်းဆောင်တွေကောင်းစွာသိရှိတယ်လို့အတိုင်းအတာတစ်ခုအထိအကျိုးခံစား권ရနေခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ့ပေမဲ့၎င်းတို့လက်နဲ့ကိုယ်တိုင်လှုပ်ဆောင်တာမဟုတ်လို့ဒီရာဇုံမှုလုပ်ငန်းတွေကို တိုင်းရိုက်တာဝန်ခံရမယ့်အဖွဲ့အစည်းအဖြစ်နိုင်ငံတကာကဖိအားပေးလို့မရတဲ့သဘောလေးဖြစ်ပါလိမ့်မယ်။အခုလိုအချိန်ဒီမှာ BGF ကိုမျက်နှာမထောက်ဘဲအဆောင်တွေဝင်ရောက်ဖျက်ဆီးတာတွေလှုပ်လာတယ်လို့ KNU အဖွဲ့ကလည်းအခုရက်ပိုင်းမှာ DKB တွေအကာအကွယ်ပေးထားတဲ့မင်းလက်ပံကြီးရွာကကြားပြန့်လုပ်ငန်းဝင်းတွေကိုဝင်ရောက်စီးနှင်းကကြားပြန့်ငွေလိန်ကိုင်းတွေကိုကြီးကြပ်သူတွေနဲ့ စေခိုင်းခံရသူတွေကိုထိမ့်သိမ်းထားပြီးတော့နိုင်ငံကအစိုးရတွေပူးပေါင်းဆောင်ရွက်ဖို့နှိုးဆော်တဲ့သတင်းထွက်ပေါ်လာနေပါတယ်။ကြားဖြန့်နှိမ်နင်းတဲ့စစ်စင်ရေးတွေအတွင်အာနာသိန်းစစ်တပ်နဲ့ BGF အကြားကဆက်ဆံရေး DKBA နဲ့ KNU အကြားဆက်ဆံရေး KNU နဲ့ BGF ဆက်ဆံရေးတွေကဘယ်လိုနိုင်ငံရေးစစ်ရေးတွေအပေါ်တက်ရောက်လာနိုင်တယ်လဲဆိုတဲ့အချက်ကစိတ်ဝင်စားစရာဖြစ်လာပါတယ်။လက်နက်ကန်အဖွဲ့တွေရည်တည်ရေးအတွက်ရာဇဝမှုလုပ်ငန်းတွေကိုအကောက်အွယ်ပေးခဲ့ရာကနေကြီးထွားလာတဲ့ကြားဖြန့်ရာဇဝကိုင်းတွေကိုနှိမ်နင်းရေးမှာ စည်ရေးနိုင်ငံရေးအကျိုးအမြတ်တွေကိုထည့်ထွက်ပြီးတော့ရည်တည်မှုအကာအကွယ်ပေးမှုတွေကိုပြောင်းလဲရတဲ့အခြေအနေမျိုးတွေလည်းတွေ့မြင်လာရပြီးကြားဖြတ်နိုင်နေရေးကဒေတာတွင်လက်နက်ကန်အဖွဲ့တွေရဲ့ဂျားကဆက်ဆံရေးတွေကိုတက်ရောက်လာနိုင်ခြေတွေမြင်တွေ့နေရတာလည်းဖြစ်ပါရယ်ခင်ဗျာ။